resistor တွေတော့တော်တော်များများမြင်ဘူးကြားလိုက်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ resistor တွေဘယ်လိုပေါ်ပေါက်လာတာလဲ၊ဘသူကတီထွင်ခဲ့တာလဲ၊ဘယ်နှမျိုးလောက်ရှိတာလဲဆိုတာနဲ့ပတ်သက်ပြီးတိတ်မရင်းနှီးကြဘူးထင်ပါတယ်။ဒီနေ့ဗီဒီယိုထဲမှာတော့အဲ့ဒါတွေအားလုံးရဲ့အဖြေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရစစ်တာဆိုပြီးပြောလိုက်ရင်အားလုံးက Oslo နဲ့ George Simon ကိုပဲပြင်မိမိကြမယ်ထင်ပါတယ် ဒါပေမဲ့ resistor တွေကိုအခုအချိန်အနည်းအထိရအောင် evolution လုပ်ခဲ့တဲ့သူကတော့ Josh Samuel မဟုတ်ပါဘူး။သူ့နာမည်ကတော့ Otis Blankenman ဖြစ်ပါတယ်။အစပိုင်းမှာ resistor တွေဟာ carbon composition resistor လို့ခေါ်တဲ့ carbon မုန်အနေနဲ့ပြုလုပ်ထားတဲ့အမျိုးအစားတွေဖြစ်ပါတယ်။အဲ့ဒီ resistor တွေဟာတံမိုးတည်ငြိမ်မှုအလုံးလုံးအားနည်းပါတယ်။အဲ့ဒီနောက်မှာတော့ Otis ဟာ wire precision resistor ကိုတည်ထွင်နိုင်ခဲ့ပါတယ်။ အဲ့ဒီ resistor တွေကတန်ဖိုးပိုတည်ငြိမ်ပြီးတော့ဒီနှလုံးခုန်လုံးထိုင်ကရိယာတွေမှာပါအသုံးပြုလာနိုင်တဲ့အထိတိုးတက်ခဲ့ပါတယ်။အဲ့ဒီကနေတဆင်းကျွန်တော်တို့လက်ရှိသုံးနေတဲ့ metal flame resistor တွေ SMD လို့ခေါ်တဲ့ surface mounted resistor တွေအထိပြောင်းလဲတိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။ resistor ဆိုတာအားလုံးသိကြတဲ့အတိုင်းပဲလျှက်စစ်စီစဉ်မှုကိုရှော့ရှပေးတဲ့ပစ္စည်းပဲဖြစ်ပါတယ် resistor တွေကိုအဓိကအဖြစ် carbon flame နဲ့ metal flame တွေကို insulation ပတ်ပြီးတော့ဖွဲ့စည်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ resistor တွေကို current ဖြည့်စည်တဲ့အခါမှာဝင်လာတဲ့ electron တွေရဲ့တချို့တဘက်ကိုအပူအဖြစ်ဆွန့်ထုတ်ပြီး current ကို short ရှာပေးပါတယ်။ resistor တွေကိုသူ့ရဲ့ function မှာမူတည်ပြီးတော့အမျိုးအစား၅မျိုးခွဲခြားနိုင်ပါတယ်။အဲ့ဒါတွေကတော့ fixed resistor, variable resistor, thermistor, barrister နဲ့ LDR လို့ခေါ်တဲ့ light dependent resistor တွေပဲဖြစ်ပါတယ်။ fixed resistor ဆိုတာကတော့တန်ဖိုးတရတီတက်မှတ်ထားတဲ့ resistor တွေကို ခေါ်ဆိုတာပဲဖြစ်ပါတယ်။ဒါတွေကတော့ fixed resistor တွေပဲဖြစ်ပါတယ်။ variable resistor ဆိုတာကတော့တန်ဖိုးပြောင်းလဲလို့ရတဲ့ resistor တွေကို ခေါ်ဆိုတာပဲဖြစ်ပါတယ်။ potentiometer နဲ့ rheostat တွေက variable resistor တွေဖြစ်ကြပါတယ်။ thermistor ဆိုတာကတော့အပူချိန်ပေါ်လိုက်ပြီးတော့ resistant တန်ဖိုးပြောင်းလဲတဲ့ resistor တွေကိုခေါ်ဆိုတာပဲဖြစ်ပါတယ်။ တာမိုက်စတာရီမှာ NTC negative temperature coefficient နဲ့ TTC positive temperature coefficient ဆိုပြီးတော့နှစ်မျိုးခွဲနိုင်ပါတယ်။ NTC တွေကအပူချိန်တက်လာရင် resistant temperature ရော့ပြီးတော့ PTC တွေမှာတော့အပူချိန်တက်လာရင် resistant temperature များလာမှာပဲဖြစ်ပါတယ်။ very star ဆိုတာကတော့ voltage တက်လာရင် current ကို bypass လုပ်ပေးတဲ့ resistor ပဲဖြစ်ပါတယ် ဆိုလာလုပ်ငန်းတွေမှာသုံးတဲ့ SVD လို့ခေါ်တဲ့ Assash Production Device တွေဟာဒီ barrister တွေကိုအခြေခံပြီးတိစောက်ထားတာ ဖြစ်ပါတယ်။ Aldia ဆိုတာကတော့အလင်းပေါ်ကိုမူတည်ပြီး resistant downpour ပြောင်းလဲတဲ့ resistor တွေပဲဖြစ်ပါတယ်။ Photoresistor လို့လည်းခေါ်ဆိုကြပါတယ်။ Aldia တွေကို street light sensor, light align sensor နဲ့ automatic brightness control တွေမှာအသုံးပြုကြပါတယ်။ ကဲဒီလောက်ဆိုရင်တော့ resistor နဲ့ပတ်သက်ပြီးဘလို့ဖြစ်ပေါ်လာတယ်ဘလို့တိဆောက်ထားတယ်ဘယ်နှမျိုးလောက်ရှိရဆိုတာနဲ့ပတ်သက်ပြီးတိတွားကြလိုက်မယ်လို့ညွှန်လင်းပါတယ်နောက်ဗီဒီယိုထဲမှာတော့ resistor color code ကိုဘလို့အလွယ်ကူဆုံးဖတ်လို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် subscribe မလုပ်ရသေးရင် subscribe လုပ်ပြီးအားပေးခဲ့လို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာတန်တွေ့ကြအောင်ပါ